ိသမားလုံးမင်္ဂလာခင်ဗျာဒီနေ့ဒီကတော့ကျွန်တော်တို့ရဲ့ရှင်းပိုက်တာလေးဂျိုရှော့ဘန်နေဆိုရီလူပဲပြောပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့နိုင်ငံတကာသတင်းမီဒီယာတွေကလည်းဂျိုရှော့ဘန်သတင်းတွေကိုအပြိုင်ဆိုင်ဖော်ပြနေကြတယ်။ ESPN တို့ VOC တို့ကအစဂျိုရှော့ဘန်သတင်းတွေကိုတွေ့နေဖော်ပြနေတာတွေ့ရပါတယ်ခင်ဗျာ။ဂျိုရှော့ဘန်အမေအတွက်အိမ်သစ်ဝယ်တဲ့သတင်းတွေဆိုရင်နိုင်ငံတကာသတင်းမီဒီယာတော်တော်များများမှာဖော်ပြခင်ခဲ့ရတာကိုကျွန်တော်မြင်တွေ့ခဲ့ရပါတယ်။ပြီးတော့နာမည်ကျော် interviewer တွေချိတ်ဆက်ပြီးတော့ဂျိုရှော့ဘန်ကို interview ကြတယ်။မြန်မာနိုင်ငံကလည်း5 media တကယ်အောင်မြင်ကြောက်ကြနေတဲ့မီဒီယာတွေကဂျိုရှွာဘန်ကိုဆက်သွယ်ပြီးတော့အင်တာဗျူးလာတွေကျွန်တော်မြင်တွေ့ခဲ့ရတယ်ခင်ဗျဒီတော့ဒီသတင်းပတ်ဟာဂျိုရှွာဘန်အတွက်ဝမ်းသာစရာကောင်းတဲ့သတင်းပတ်ပဲဖြစ်ပါတယ်ဂျိုရှွာဘန်ဟာလက်ရှိချိန်မှာတော့ရှေ့လာမယ့်ပွဲစဉ်အတွက်လက်ကျင်ရေးစဆင်းနေဖြစ်ပါတယ်ခင်ဗျဒီပွဲစဉ်ကအလုံးကြည့်ကြတဲ့အတိုင်းပဲ short notice နဲ့အစားဝင်ပြီးတော့ဂျိုရှွာဘန်ထိုးရအောင်ဖြစ်သွားခဲ့တာရှေ့မှာမာနကစ်ကဒဏ်ရာပြဿနာပေါ့လေရှေ့တော့ဒဏ်ရာပြဿနာကြောင့်သူကပွဲမထိုးတော့ပဲနှုတ်ထွက်သွားခဲ့တယ်အဲ့တော့ UFC က မနက်ကရှက်နေရာမှာ short notice နဲ့တယောက်အစားထိုးလိုတဲ့အချိန်မှာဂျိုရှွာဘန်ကိုခေါ်သွင်းလိုက်တာဖြစ်ပါတယ်။ဂျိုရှွာဘန်ဟာဒီပွဲမှာတော့ ranking 1နေရာမှာယက်တီနေတဲ့ right ball နဲ့ထိုးရမှာပါ။ဒီပွဲဟာတကယ်ကိုပွဲကောင်းတစ်ပွဲဖြစ်လာပါလိမ့်မယ်ခင်ဗျ။ဂျိုရှွာဘန်အနေနဲ့ right ball ဥသာနိုင်နိုင်တော့အခုတော့ ranking 10အဆင့်30ကိုရောက်နေပြီ။ ranking ထပ်ပြီးမြင့်တက်သွားပါလိမ့်မယ်။ပြီးတော့ထိုးချေဂျိုးခန်းစား ქვენ ဟာလည်းတကယ်ကိုထိတ်တန့် fighter နဲ့ level 2နီးပါးဖြစ်သွားပါလိမ့်မယ်ခင်ဗျ။ပြီးတော့ ိုပြီးအခွင့်အရေးရနိုင်တာက rival ကိုတားနိုင်လိုက်ရင် champion ရွှေကပတ်စင်ကိုပဲထိုးဖို့ကျိုးရွှာဘန်ဘက်က UFC ကိုတောင်းဆိုခွင့်ရှိသွားပါလိမ့်မယ်ခင်ဗျာအဲ့တော့အဲ့ဒီခွင့်အရေးအားလုံးကိုကျိုးရွှာဘန်ရအောင်နိုင်မှာဈေးလို့အခုကလေးကကြိုတင်ပြီးတော့ဆူတောင်းပေးထားပါတယ်အခုဒီတစ်ပတ်မှာဖော်ပြနေတဲ့ interview တွေထဲမှာကျိုးရွှာဘန်နဲ့ပတ်သက်လို့စိတ်ဝင်စားစရာကောင်းတဲ့ဇာသားလေးတွေအများကြီးပါဝင်ခဲ့တယ်အဲ့ဒီထက်မှကျွန်တော် YouTube ရဲ့ podcast လို့သဘောနဲ့တကြောင်ပေါ်လေကျွန်တော်စိတ်ဝင်စားမိတဲ့အကြောင်းကိုပြောရအောင်ပေးခြင်းပါတယ် အဲ့စာကြောင်းလေးကတော့သူပြောသွားတာ after my dad passed away i became the man of the house ပြောကျင်တာကအဖေကွယ်လွန်သွားပြီးရဲ့နောက်ပိုင်းမှာဒီမိသားစုရဲ့အိမ်တော်ဦးစီးကကျွန်တော်ဖြစ်လာခဲ့တယ်ဆိုတဲ့စကားသူပြောသွားခဲ့တာပါသူဆိုပန်ဟာလက်ရှိချိန်မှာအသက်အပြင်23နှစ်ပဲရှိပါသေးတယ်သူတို့ကမွေးချင်း9ယောက်ရှိပါတယ်ဒီမွေးချင်း9ယောက်ကိုသူ့အမေကပဲအပြင်မှန်ခံပြီးတော့စင်ကာမန်တယောက်ဖြစ်နေတဲ့ ပြုစုပြောထောင်ပြွေးမွေးခဲ့တာပါခင်ဗျအခုတော့ဂျိုရှာဘန်ဟာသူ့ဖိတ်ကွယ်တုံသွားပြီးရဲ့နောက်ပိုင်းဒီမီသားစုရဲ့အိမ်တော်ဦးစီးတောင်ကိုသူယူလိုက်တယ်ဆိုတဲ့စကားအတိုင်းပဲတက်တည်ပြလိုက်နေပါပြီသူ့မိကိုမကြသိင်ကပဲတက်ဆတ်မှာအိမ်သစ်ဝယ်ပေးနိုင်နိုင်ဖြစ်ပါတယ်ခင်ဗျအဲ့တော့ဂျိုရှာဘန်ဟာအသက်အပြည့်23နှစ်ပဲရှိသွားသေးတယ်23နှစ်အရွယ်လူငယ်လေးတယောက်ဟာကွယ်တုံတိမ်မသွားခဲ့တဲ့ဖခင်ရဲ့နေရာကိုအစားဝင်ပြီးမိသားစုရဲ့တောင်ဝန်ကိုအားလုံးပကုန်းထမ်းပေးထားတယ်ဆိုတာက တကယ်ကိုချီးကျူးစရာကောင်းလို့လာပါတယ်ခင်ဗျာဂျိုရှွာဘန်ရဲ့မွန်မြတ်တဲ့စိတ်ဓာတ်ဟာချီးကျူးစရာကောင်းတယ်လို့သူ့ရဲ့စူးစမ်းအားထုတ်မှုကလည်း US မှာ ranking မြင့်ပြီးရွှေကပတ်စင်ကောပွဲထိုးကွင်ရဖို့ထိုက်တန်တဲ့အတွက် rival နဲ့ပွဲမှာရလကောင်ရယူပြီးအဲ့ဒီခွင့်အားလုံးဂျိုရှွာဘန်စီကိုရောက်လာနိုင်ပါစေလို့ထပ်လောင်းဆုတောင်းလိုက်ပါတယ်ခင်ဗျာတ िश ူအားပေးပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ